စသောသူများအားလုံးပဲမင်္ဂလာပါစသောသူများအားလုံးပဲမင်္ဂလာပါရှင်အောက်တိုဘာလ3ရက်နေ့တောက်ချာနေ့မှာနော်ဗုဒ္ဓဖူးရာသီကသူကပြောင်းတယ်နော်ဘယ်ကနေဗုဒ္ဓဖူးကနေဘယ်ကနေဘယ်ကိုပြောင်းတာလဲဆိုလို့ရှိရင်ဗုဒ္ဓဖူးကကံရာသီကနေပြီးတော့တူရာသီကိုပြောင်းတယ်ပေါ့နော်ဗုဒ္ဓဖူးပြောင်းတယ်6ရက်နေ့လာမယ့်6ရက်နေ့မှာတောက်ချာတောက်ချာ6ရက်နေ့မှာ တောက်ကြာဟာလေတိမ်ညာဒီရနေပြီးတော့ကံရဒီကိုပြောင်းမယ်ပေါ့နော်အဲ့လိုဂျူပြောင်းလဲတွေရှိသလိုပဲเนาะကျမတို့ရယူဆက်ရမယ့်ကိစ္စတွေလည်းရှိနေတယ်ဒါအပြင်ကောင်းတာတွေလည်းရှိပါတယ်เนาะအဲ့တော့ဂယူဆမ်းမဲ့ကိစ္စတွေထဲမှာဘာဒီပါတယ်လို့ပြောရင်နံပါတ်1ကတော့သဘာဝဘေးတွေရှိနေသေးတယ်เนาะသဘာဝဘေးတွေရှိနေသေးတယ်အဲဘေးရင်အရပြောရရင်တော့ဒီအောက်တိုဘာလပထမ10ရက်အတွင်းမှာ နော်တောင်တရုတ်ပင်လယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာ မုန်တိုင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်ဒါတောင် အောက်တိုဘာလပထမ10ရက်အတွင်းမှာဖြစ်နိုင်နေပေါ့နော်တောင်တရုတ်ပင်လယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာ မုန်တိုင်းကြီးတွေဖြစ်နိုင်တယ်အဲ့လိုပဲနော်ဖိလစ်ပိုင်တရုတ်ဗီယက်နမ်အိန္ဒိယမြန်မာထိုင်းစတဲ့နော်နိုင်ငံတွေမှာလည်းမုန်တိုင်းလေးတွေရှိနိုင်တယ်ဒါအပြင်ကျမတို့ အမေရိကတိုက်နဲ့အော်စတြေးလျတိုက်မှာလည်းနော်သဘာဝဘေးတွေကြုံနိုင်တာတွေရှိပါတယ်နော်အဲ့တော့ဒါတွေကိုကျမတို့နော်ကပ်ဘေးတွေပဲဒါတွေရပါတော့အဲ့ဒါတွေကိုကျမတို့လွတ်မြောက်နိုင်ဖို့အတွက်အထူးရည်ရည်တွေလည်းပြီးခဲ့တဲ့လတုန်းကတော့ပေးခဲ့ပြီးပြီဒါပေမဲ့ဒီအောက်တိုဘာလအတွက်ကိုလည်းအထူးရေရာကိုကျမပေးပါမယ်နော်ခုနှစ်ရသားသမီးတွေအောက်တိုဘာလအတွင်းမှာနော်ကံ ပွင့်စေဖို့နဲ့တချို့မကောင်းတဲ့အကုသို့ကံနေကိုနောက်ကိုမလိုက်စေဖို့အတွက်နော်လောက်ရမယ်ရေရာလေးကိုထပ်ပြီးတော့ပေးချင်ပါတယ်ဒါကလည်းကျမပေးနေကြပါပဲနော်ဒီဂုံတော်ဖရားဂုံတော်ပွားတယ်ပေါ့နော်ပြီးရင်မြတ်တာဘာဝနာပွားတယ်ပေါ့နော်ပြီးရင်တော့ကိုယ့်ရဲ့အဲမရဏ ानु တ္တိပေါ့နော်ဒါမရဏနုတ္တိနော်ဒီကိုယ့်ရဲ့ပြောမယ်ဆိုလို့ရှင်တော့သိစင်းတရားကို မမေ့မလျှော့နော်။အိုခြင်း၊နာခြင်း၊တေးခြင်းဓာရီကို မမေ့မလျှော့ပဲနေကျမတို့ကတတိလေးနဲ့နေတယ်ပေါ့နော်။ဓာရီကတော့ကျမတို့ပုံမှန်တိုင်းလောက်ကြလိမ့်မယ်လို့ကျမယူဆပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်းကျမပြောတယ်နော်။ဒီဘာဝနာတရားလေးနဲ့နေမယ်။ဒီကာလကနော်။ဒါနတခုတည်းတွေမလုံလောက်ဘူးဒါနသီလဘာဝနာအလုံ ပွားဖို့အတွက်လိုလိုအပ်တယ်လို့ကျမပြောရပေါ့နော်အခုဒီနေ့ကျမပြောချင်တာကဘာကိုပေးချင်တယ်လဲဒီနေ့ကကျမဘာကိုလှုပ်ဆီချင်တယ်လဲဆိုတော့ကျမကဒီနေ့ပဋ္ဌာန်းပေါ့နော်တချို့ဒေသတွေမှာပဋ္ဌာန်းပူဇော်လို့မရတဲ့နေရာတွေမှာတော့ဘာပူဇော်ရမလဲဆိုရင်ပရိကြီးဆက်သက်သက်ပူဇော်လို့ရတယ်နော်တချို့ဒေသတွေမှာတော့ကျမပဋ္ဌာန်းပူဇော်စီချင်တယ် เนาะဒါကလည်းပဋ္ဌံပူဇော်တာပူဇော်လက်ဆရှိတဲ့လူတွေကတော့ပို့ပြီးတော့เนาะဟိုပို့ပြီးတော့ယုံကြည်တရားစိတ်ပို့ပြီးတော့တိုးလိမ့်မယ်လို့ကျွန်မယုံကြည်ရယ်เนาะဘယ်လိုလုပ်မလဲဆိုရင်ပဋ္ဌံကိုကိုအစဉ်ပြေအချိန်တစ်ချိန်ကိုတတ်မှတ်လိုက်ပါ နော်ကျမကတော့ကိုယ့်ရဲ့မွေးနေ့တနေ့ကနေစစေချင်တယ်နော်ဥမာတနင်္လာသားသမီးဆိုရင် တနင်္လာနေ့ကစလိုက်အင်္ဂါသားသမီးဆိုရင်အင်္ဂါနေ့ကစမယ်ပေါ့နော် စနေသားသမီးဆိုရင် စနေနေ့ကနေစလိုက် ကိုစတဲ့နေ့မှာလေကိုကတတ်တတ်လွတ်စားပြီးကိုစတဲ့နေ့မှာတတ်တတ်လွတ်စားလိုက်မယ်ပြီးရင်အဋိဒံယူလိုက်မယ်နော်ဖះရှိမှာအဋိဒံယူမယ်ပေါ့နော်ဒီနေ့ကနေစပြီးတော့ပထန်းကိုရက်60တိတိ လှုပ်စေချင်တယ်ဒါပေမဲ့ရက်60စဖို့ခန့်ရင်9ရက်ကနေစ9ရက်10ချိန်ဒါလည်းလှုပ်လို့ရတယ်ပေါ့နော်အဲ့တော့9ရက်ကနေစလို့ရတယ်စတဲ့အချိန်မှာတတ်တက်လို့စားမယ်ရေမိုးချိုးထားမယ်နော်တန်ဂျိုပေါ့အနံ့အသက်တွေမရှိအောင်ကိုကလှုပ်ထားမယ်ပြီးရင်အဲ့ဒီစားတဲ့အချိန်ကိုမှတ်ထားပြီးနောက်နေ့တွေလည်းအဲ့ဒီအချိန်မျိုးပဲဇက်တိုက်စားသွားပါနော်အချိန်မှန်အချိန်မှန်မှန်လေးလှုပ်သွားပါတချို့ကခီးသွားနေတယ်ဆရာမဆိုလဲအဲ့ဒီ ဥမာဆိုပါစို့နော်ကျမတို့9နာရီရွတ်တယ်ဆိုရင်နေ့တိုင်း9နာရီည9နာရီတိုင်းရွတ်သွားတာနော်လမ်းသွားနေခီးသွားနေလဲစောက်လေးထုတ်ပြီးတော့ည9နာရီတိုင်းကျမတို့ပဋ္ဌာန်းပူဇော်ကြတယ်ပေါ့နော်အဲ့လိုပဲညကိုအစဉ်ပြေးတဲ့အချိန်တစ်ချိန်ကိုတတ်မှတ်ပြီးတော့အဲ့အချိန်ကိုဘာကြောင့်မှအပြတ်မခံမဲနဲ့ပဋ္ဌာန်းကိုပူဇော်ပါပူဇော်ပြီးတော့လေကိုကဘာမှစုတောင်းစရာမလိုဘူးပဋ္ဌာန်းကပူဇော်တယ်ဆိုရင် ကိုမှရှိနေတဲ့ကိုကိုအချူပေးပင် အကုသူတွေအချူမပေးနိုင်တော့ဘူးเนาะအကုသူတွေကိုလုံးဝကိုအဟန့်အတားတကယ်ကိုဖြစ်စေပါတယ်เนาะအဲ့တော့ပထန်းပူစော်လိုက်ပါပထန်းပူစော်ပြီးရင်ကျမတို့တရားထိုင်တာပေါ့เนาะတရားထိုင်တာလေးကိုတော့ကျမ10မိနစ်အနည်းဆုံး15မိနစ်လုပ်စီခြင်းနဲ့တဏာကြီးလောက်ထိထိုင်နိုင်နေဆိုရင်တော့ကိုကောင်းတာပေါ့เนาะအဲ့တော့တနေ့ကိုအနည်းဆုံး 15မိနစ်ကနေစပြီးတော့ထိုင်ပါ15မိနစ်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 နာယူဝက်တနာယီကျမအချိန်မရတဲ့နေ့ဆိုရင်ကျမ15မိနစ်ထိုင်တယ်အချိန်ရတယ်ဆိုရင်တနာယီကျော်တနာယီလောက်ထိုင်တယ်ပေါ့နော်တနာယီထိုင်တယ်အဲအချိန်အားနည်းနေရမဟုတ်ဘူးအချိန်ကတော့နည်းနည်းပဲရတယ်ဆိုရင်နာယီဝက်ထိုင်တယ်ပေါ့နော်ဟုတ်ပြီအရင်တော့ကတော့တနာယီ2နာရီလောက်ထိထိုင်တယ်2နာရီလောက်ထိထိုင်တယ်ပေါ့နော်အခုအဲ့လောက်ကြီးကြီးကိုကအချိန်ပေးဖို့အခက်အခဲရှိလာတဲ့အခါကျတော့ ကိုအဆင်ပြေတလောက်ကိုကိုကကို့အချိန်ကိုကိုကပြန်ပြီးတော့စီမံခန့်ခွဲရတာပေါ့နော်အဲ့ဒါကြောင့်အနည်းဆုံးတော့ကျွန်မက15မိနစ်လောက်တော့ထိုင်စီခြင်းနဲ့ပထမ်းမပူစောခင်မှာမြစ်တာပို့ပါနော်အဲ့တော့ကျွန်မကဒီလိုအစီအစဉ်လေးလုပ်စေခြင်းနဲ့ဖျားရှိခိုးမယ်သီလာယူမယ်သီလာယူပြီးရင်သီလာယူပြီးပြီဆိုရင်တရဏဂုံတရဏဂုံပတိတစ်ဖက်လောက်စိတ်ပြီးပါ ။ဘုဒ္ဓံသရဏံသာမိဓမ္မံသရဏံသာမိတန်ခံသရဏံသာမိဘုဒ္ဓံသရဏံသာမိဓမ္မံသရဏံသာမိတန်ခံသရဏံသာမိဘုဒ္ဓံသရဏံသာမိဓမ္မံသရဏံသာမိတန်ခံသရဏံသာမိပရိတပတ်စိတ်မယ်။အဲ့ဒါပြီးပြီဆိုရင်ဂုံတော်ပွားပေးပါနော်။ကိုကဂုံတော်ကိုးပါးကိုကိုးကောက်ဘူးဆိုလေရတယ်နော်။ဂုံတော်ကိုးပါးကို ကိုးကောက်ပူဇော်မယ်ဂုံတော်ကိုးပါးကိုကိုးကောက်ပူဇော်ပြီးပြီဆိုရင်ကျမတို့မြတ်တာပို့ပဲเนาะမြတ်တာပို့မယ်မြတ်တာပို့ပြီးပြီဆိုရင်ကျမတို့ဒီပဋ္ဌာန်းပူဇော်ဖို့အတွက်ကိုအဋ္ဌဒံပြုမယ်เนาะအဋ္ဌဒံပြုမယ်မြတ်တာပို့ပြီးပဋ္ဌာန်းပူဇော်ဖို့အတွက်အဋ္ဌဒံပြုမယ်ပြီးရင်ကျမတို့ပဋ္ဌာန်းပူဇော်မယ်ပဋ္ဌာန်းပူဇော်ပြီးပြီဆိုရင်အဲ့ဒီချိန်မှာ နော် net တွေပြန်မပို့ net တွေပြန်ပို့လေးရတယ်နော်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဆောက်ရှောက်ပို့ကိုတွေ net ပြန်မာတွေနော်ကျွန်ုပ်နဲ့အတူတူနော်ဒီအာနာပါနကမ္မထံကိုအတူတူအားထုတ်ကြပါအောင်ဆိုဆိုလို့ရှင်လေနော်အတူတူအားထုတ်လို့ရတယ်နော်15မိနစ်ဆို15မိနစ်နိုင်ဝတ်ဆိုနိုင်ဝတ်တနားရီဆိုတနားရီအဲ့လိုလေးပြောပြီးတော့ပူဇော်ပါနော်ဟိုကမ္မထံဝိပဿနာ ပူဇော်ပါလို့ကျမမြတ်တာနဲ့တိုက်တွန်းပါတယ်အဲ့ဒါကတော့ကျင့်စဉ်ပိုင်းဖြစ်သွားပြီပေါ့နော်ကျင့်မှာပေါ့နော်ဘာကြောင့်လဲဆိုရင်အခုကာလမှာကျမတို့ဒီမှာနောက်ကနေပြီးတော့အကုသိုလ်ကံတွေကကျမတို့အချိုးပေးဖို့အတွက်အမြင်တမ်းစောင့်နေတယ်အမြင်တမ်းစောင့်နေတဲ့အကုသိုလ်ကံတွေကနော်အဲ့ဒီအကုသိုလ်ကံတွေကနေလွတ်အောင်လုပ်နိုင်တာအချက်ကပြောမယ်ဆိုလို့ရှိရင်တော့နော်တရားမထိုင်ဒါကအလွယ်တကူကိုယ်ဝင်ပြီးတော့အနောက်ရှက်ပြူနိုင်တယ် နော်အကုသိုလ်ကံနေကိုတကယ်ကိုအကုသိုလ်ကံနေကိုကျွန်တော်တို့ကြော်လွားခြင်းနေဆိုရင် အကုသိုလ်ကံနေကိုအခုချိန်မှာကိုရှိမှာအကျိုးမပေးနေခြင်းမူဆိုရင်ဘာဝနာတရားကပဲအဟံတာပြုနိုင်တယ်အဲ့တော့ဘာဝနာထဲမှာဗုဒ္ဓနုတတိရလည်းဘာဝနာပဲမြတ်တာကလည်းဘာဝနာပဲနော် ပြီးတော့အာနာပါနကမ္မထံကလည်းဒါလည်းဘာဝနာပဲဝိပဿနာ လုပ်တယ်ဆိုလည်းဒါလည်းဘာဝနာပဲအဲ့တော့အဲ့ဒီတရားတွေဒီတရားတွေကသာလင်ကိုကို အကုသူဘေးရနေပြီးတော့လွတ်စေတာပေါ့နော်အဲ့တော့ဒါလေးကိုတော့ကျွန်မကဒီကာလတွေမှာလွတ်စေခြင်းနဲ့အငြင်းနဲ့လွတ်သွားနိုင်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်နော်ဒါကဒီတစ်ပတ်အတွက်ရေဒီယာလို့နားလည်ပြပါဒီလအတွက်ရေဒီယာပေါ့နော်အဲ့တော့ဒီနေ့အခုကနေစပြီးတော့ကျမကနေ့လိုက်ဆောင်ရယ်ရှောင်းရယ်နေကိုကျမပြောပါမယ်နေ့လိုက်ဆောင်ရယ်ရှောင်းရယ်နေကိုမပြောခင်မှာ ဒီကာလမှာစိုးမိုးတဲ့ခဏန်းတွေကိုကျွန်မပြောပါမယ်เนาะတချို့ထီထိုးတာတို့ဘာလို့ဝါသနာပါတဲ့လူတွေထီထိုးနိုင်မှုအတွက်စိုးမိုးတဲ့ခဏန်းတွေကိုပြောပါမယ်အောက်တိုဘာလ2ရက်နေ့ကနေစလိုက်မယ်เนาะအောက်တိုဘာလ2ရက်နေ့ကနေပြီးတော့10ရက်နေ့အတွင်းမှာတော့9ခဏန်း6ခဏန်း5ခဏန်းเนาะ5ခဏန်း9ခဏန်း6ခဏန်းဒါတွေက ကြီးဆိုးပါတယ်เนาะဆိုးမိုးပါတယ်အဲ့တော့9 6 9ဒီကနန်းတွေကိုကန်ဆန်းမယ်ဆိုလို့ရှိရင်တော့ကန်ဆန်းနိုင်ပါတယ်ဒီကာလတွေမှာအောက်တိုဘာလ2ရက်နေ့ကနေပြီးတော့10ရက်နေ့အတွင်းမှာ9 6 9ကနန်းဆိုးမိုးတယ်အဲ့ဒါကြောင့်အဲ့ကနန်းတွေကိုကန်ဆန်းမယ်ဆိုလို့ရှိရင်လည်းကန်ဆန်းလို့ရပါတယ်เนาะ စသောသူများအားလုံးအောက်တိုဘာလမှာလည်းဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေမကောင်းသောပြီမကောင်းသောရန်ဟုသည်မြကင်းဝေး၍ကျမ်းမာချမ်းသာကြပါစေကောင်းရာကောင်းကျိုးတွေကိုစင်ဆက်မပြတ်လှုပ်ဆောင်နိုင်ကြပါစေလှုပ်ဆောင်သည်မြကောင်းရာကောင်းကျိုးတိုင်းအောင်မြင်ကြပါစေ